ကိုမကွန်ပျူတာစုထဲမှာဖြစ်ကိုကိုတန်းပြီးမတန်းဆန်းဖြစ်သွားရင်ဒီဖြစ်သူမျိုးကိုကျွန်တော်လက်ခံပြီးတော့အကောင်းဆုံးကျွန်တော်တို့ဆောင်ရွက်ကြိုးစားချက်ဆောင်ရွက်မှာဖြစ်တယ်။အဲ့တော့မြန်မာနိုင်ငံမှာ10ယောက်မှာ10ယောက်လောက်ကမတန်းဆန်းသူတွေဖြစ်ပါတယ်လို့ကျွန်တော်ဒါကဏ္ဍနေစင်းစရာတွေအကြောင်းသိရတာပေါ့နော်။မတန်းဆန်းသူကိုပိုင်ဆိုင်ပြီဆိုရဲရလေဟိုတခြားမိသားစုနဲ့ဆိုင်ရင်ပို့ပြီးတော့ရုန်းကန်ကြရတယ်။အစဉ်ပြေတဲ့ဘလောက်ပဲအစဉ်ပြေတဲ့မိသားစုဖြစ်ဖြစ် မတန်ဆန်သူတူပန်ဆိုင်ဆိုရင်တခြားလူတွေတက်ပို့ပြီးတော့စ조사ရုံးကန်တယ်ခက်ခဲနေမျိုးဆိုတွေ့ရတာရှိတယ်။အဲ့ဒါပဲပဲဒါကိုကျွန်တော်တို့ကလက်မခံလို့မရဘူးပေါ့နော်။ကွန်ပျူတာစုထဲမှာမတန်ဆန်သူပန်ဆိုင်လာပြီ။ဒါပြင်ဒါကိုကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့ရှင်းစားမှာဆိုရင်ဂုံယူလိုက်ပါ။နော်။မတန်ဆန်သူသူပန်ဆိုင်ရတဲ့ဂုံယူလိုက်ပါ။မတန်ဆန်သူတွေပါပါပဲ။ဖြေတမ်းကြာ။ကဘာကြီးရဆက်ဆက်ပြပြတက်ဖို့။ရှင်းလား။ရမ်းမှာအောင် ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ်။ mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်။တိတ်ဖုန်းတွေကအကောင်းဆုံး shopping မှာ mercury your shopping partner သိကြလားပါဟုတ်ကဲ့ဒီကနေ့ကဒီဇင်ဘာ3ရက်နေ့မှာကြောက်အောင်အပီပီဆမ်မတန်ဆန်းသူများနေ့ကိုကျွန်တော်တို့ဂုံပြူကြိုဆွဲတဲ့အနေနဲ့ကျင်းပတာပါ ရှင်မင်းသားဖောင်ဒေးရှင်းမြန်မာအနေနဲ့မိဖက်ဖွဲ့စည်းနေတဲ့ပေါင်းပြီးတော့အခုလိုကျင်းပတာအခုဆိုရင်6ကြိမ်မြောက်ရှိတော့ပါပြီ။ဟိုမကြာခင်ကလာလုပ်ခဲ့တဲ့နိုင်ငံတကာညီလာခံတစ်ခုမှာဒိုဟာနိုင်ငံရေးကြီးညာစတဲ့ဒိုဟာ political declaration ရရှိတယ်။အဲ့မှာပါတဲ့ပါပါလဲဆိုတော့တန်ဆန်းသူတွေမပါဘဲနဲ့စင်စမ်းမပြတ်ခွန်းတို့တက်မှုဆိုတာမဖြစ်နိုင်ဘူးတဲ့နော်။အဲ့တော့ ဟိုမတန်ဆန်းသူတွေကလူအတန်ဝိုင်းတွေမှာအဲကျွန်တော်တို့ကလူအတန်ဝိုင်းတွေမှာရှိတဲ့လူသားတွေဖြစ်တဲ့အတွက်ကြောင့်ဒီဒီမတန်ဆန်းသူတွေမပါဘဲနဲ့လူအဖွဲ့ကြီးကမပြည့်စုံနိုင်ပါဘူး။မတန်ဆန်းသူပါဝင်တဲ့လူတန်တိုင်းဝင်ရကျွန်တော်တို့လည်းစူးစမ်းမယ်လူပါဝင်ရင်တန်ဝိုင်းတွေအကုန်လုံးတောင်းမရှိတယ်။ဒါကြောင့်ဒီလူတွေအားလုံးပါဝင်နိုင်မှုတဲ့အဲဒီလိုခန္ဓာတွေကနေပြီးတော့အကောင်းဆုံးတည်င်းစကားတွေပြေးနိုင်မယ်။အကောင်းဆုံးကျွန်တော်တို့ 我是用谁是用身上物理都来没都叫得听。你老家这个包嘛，我你都看见，就是我这边有那个就稍微的是吧？但啥话咯？但人家那时候他们给打的是，他我是都知道。现在你不理解，但人家那时候他们，咱们家那个，咱说你看几辈子了。 ထောက်ကူဟာ83ပါးနဲ့90%တက်တက်ပြီးတော့အတန်လမ်းပြရေးနေဆောင်ရကြအဲ့တော့ကျွန်တော်တို့တွေ့ကြရင်ကြောက်လာလာတယ်မတန်လမ်းကဖြစ်ဆိုရယ်မတန်လမ်းရေးပြန်တရက်တည်းမတန်လမ်းပြန်ရရဲ့ပွင့်လမ်းတွေကတရက်တက်တက်လေးဆောင်ရလို့ပြအဲ့တော့ဒီ case ဆိုတော့စေစုနဲ့တခုဆိုတော့ကျွန်တော်တို့ဆောင်ရကြတယ်အားစံတွေကလည်းဆင်းရဲတယ်။ဒါစင်စက်မပြတ်ဆောင်ရွက်သွားတယ်။အရေးကိစ္စ ကဘာပေါ်မှာတော့မတန်ဆန်းသူဟာ15ရောက်မှတယောက်ရှိတယ်15ရောက်ငယ်တော့9ရောက်မှတယောက်တော့သူဒီမတန်ဆန်းသူတွေဖြစ်ပါတယ်ဒါမြန်မာနိုင်ငံမှာကတော့အဲကျွန်တော်တို့ပထမဆုံးတကောင်စင်းရ၄တက်မှ6နောက်နောက်ကျကျွန်တော်ကနေဦးဟိုရှေ့ပြေးတကောင်စင်းရတော့17တက်မှ2လောက်ရှိပါတယ်အဲ့တော့မြန်မာနိုင်ငံမှာ10ရောက်မှတယောက်လောက်ကမတန်ဆန်းသူတွေဖြစ်ပါတယ်လို့ကျွန်တော်ဒါကဏ္ဍနေစဉ်းစားရတဲ့အကြောင်းသိရတာပေါ့နော်ဟုတ်ကဲ့ပါမတန်ဆန်းသူတွေပါပါပဲ တံကြာကဘာကြီးရစစ်ပပြတ်တက်ဖို့ပါဆရာရမ်းမှာဟုတ်တယ်ဒါကလေးဆိုရင်ကျွန်တော်တို့မိတာရှာတယ်ဆရာတော်ကြီးအပါဆရာဝေးကျွန်တော်တို့ရဲ့နာဂာကြီးကျွန်တော်တို့တပေါင်းပါတယ်သူတံကိုမိတာပေးခဲ့တယ်လို့ပေါ်ကိုက်ပြည့်ဆရာဆွားရင်အများကြီးရအများကတော့ပါ မတန်ငန်းသူ့ကိုပိုင်ဆိုင်ပြီဆိုရဲရလေဟိုတခြားမိသားစုနဲ့စာရင်ပို့ပြီးတော့ရုံးကန်ကြရတယ်အစင်ပြေတဲ့ဘလောက်ပဲအစင်ပြေတဲ့မိသားစုဖြစ်စေမတန်ငန်းသူတူပိုင်ဆိုင်ပြီဆိုရင်တခြားလူတွေတဲ့ပို့ပြီးတော့စူးစမ်းရုံးကန်ရတယ်ခက်ခဲတယ်မျိုးတွေ့ရတာရှိတယ်အဲ့ဒါပဲပဲဒါကိုကျွန်တော်တို့ကလက်မခံလို့မရဘူးပေါ့နော်ခုမိသားစုတွေမှာမတန်ဆန်းသူကိုပိုင်ဆိုင်လာပြီဒါပြင်ဒါကိုကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့စဉ်းစားရမလဲဆိုရင်ဂုံယူလိုက်ပါ နော်ကတန်ဆန်းသူသူပိုင်ဆိုင်တဲ့ကုံကြီးလိုက်ပါအဲကိုတခိုက်ကြတော့ကျွန်တော်တို့မှာကန်ဆိုးရကန်ဆိုးတယ်ဟိုကန်ဆိုးလေခြင်းငါကြာမှာဖြစ်ရလေခြင်းဆိုတွေးတယ်တွေးတွေးကြတယ်ပေါ့နော်ဒီလိုမတွေးဖို့ပြောတာမဟုတ်ပါဘူးဒါဗာတက်နိုင်တော့မလဲကျွန်တော်ဒီဖြစ်တည်မှုကိုလက်ခံရတော့မယ်ကိုမှာကိုမိသားစုထဲမှာဖြစ်ကိုကိုတိုင်းပြီးမတန်ဆန်းဖြစ်သွားရင်ဒီဖြစ်တည်မှုကိုကျွန်တော်လက်ခံပြီးတော့အကောင်းဆုံးကျွန်တော်တို့ဆောင်ရွက်ကြကျူစာချက်ဆောင်ရမှာဖြစ်တယ်။တော့ကျွန်တော်ဒီရက်ပိုင်းညတော့ရှော့ပြောတာစိတ်တက်မကြကြပါနဲ့။နော်။ဟိုစိတ်တက်မကြကြပါနဲ့ဆိုတာတဲ့ မပေးနိုင်မရှိနိုင်စိတ်နဲ့မကြာကြပါနဲ့နော်အဲကျွန်တော်တို့ရဲ့နာဂတ်တွေလှပဖို့ဒီကနေ့အဲကျွန်တော်တို့လက်ထက်မှာအဲဒီခွင့်ရတွေရှိပါတယ်ကနေ့ကျွန်တော်တို့ဒီလက်ခွင့်ရကိုကောင်းကောင်းလက်လက်ဆုပ်လက်ကင်မကင်ဘူးဆိုရင်အနာဂတ်တွေရဲ့လှပမှုတွေကျွန်တော်အများကြီးအဲတော့ရိုက်ခတ်မှာဖြစ်တယ်ဒါကြောင့်မလို့မတန်ဆန်းသူကိုယ်တိုင်ရောမတန်ဆန်းသူပိုင်ဆိုင်သားတဲ့မိသားစုဝင်နေရောပဲဟိုကြာဟိုကျွန်တော်တို့အကောင်းဆုံးအနေနဲ့ပဲအဲရင်ဆိုင်ပြီးတော့တော့ကျွန်တော်တို့ဟိုကြော်လာနိုင်ကြပါစေလို့ကျွန်တော်ပြောချင်ပါတယ်